အရှေ့ဂျေရုဆလင်မှာကုလသမဂ္ဂအစီအစဉ်နဲ့ဖွင့်ထားတဲ့ចောင်းသုံးចောင်းကိုအစ္စရေးကအတင်းအကျပ်ဖိအားပေးပြီးပိတ်ခိုင်းခဲ့တယ်လို့သိရပါတယ်။မေလ၈ရက်နေ့တုန်းကအစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာအစ္စရေးထင်းကျုပ်ထားရာအရှေ့ဂျေရုဆလင်မှာရှိတဲ့ရှူရာဖတ်ဒုက္ခသည်စခန်းတွေကចောင်းတွေထဲကိုဝင်ရောက်ခဲ့ပြီးပါလက်စတိုင်းចောင်းသူចောင်းသားရာကနန်းကိုချက်ချင်းအင်ပြန်ခိုင်းခဲ့ပါတယ်။အဲ့ဒီចောင်းတွေကိုကုလသမဂ္ဂရဲ့ပါလက်စတိုင်းဆိုင်ရာအေဂျင်စီ UNRWA ကဖွင့်လှစ်ထားတာပါ။ UNRWA အကြီးအကဲ Philip Lazzarini ကတော့ Israel အနာပိုင်းတွေဟာကလေးတွေရဲ့ပညာသင်ယူပိုင်ခွင့်ကိုပိတ်ပင်ပြီးနိုင်ငံတကာစည်းမျဉ်းဥပဒေတွေကိုအတိအလင်းချိုးဖောက်လိုက်တာဖြစ်တယ်လို့ဆွတ်ဆွဲပြောကြားခဲ့ပါတယ်။ Israel ဆိုရဟာ UNRWA ကိုနိုင်ငံပိုင်နဲ့တည်းမှာလုပ်ငန်းလက်ပတ်ပိုင်ခွင့်တားဆီးပိတ်ပင်ထားပြီးအဲ့ဒီသတ်မှတ်ချက်ဟာ2025နှစ်စန်းပိုင်းမှာစတင်အသက်ဝင်ခဲ့ပါတယ်။ Israel က UNRWA ဟာ ပါလက်စတိုင်းပြည်သားတပ်ဖွဲ့ဟာမတ်နဲ့ဆက်သွယ်ပတ်သက်နေတယ်လို့ဆက်ဆွဲထားပြီးဒါကိုကုလသမဂ္ဂလောက်ခံအေဂျင်စီကတော့ခခတိတိညှန်းဆန်ထားပါတယ်။အခုပိတ်ပင်မှုဟာအသက်6နှစ်နဲ့15နှစ်ကြားကျောင်းသူကျောင်းသား950ကျော်ကိုထိခိုက်တက်ရောက်စေခဲ့ပြီးကျောင်းဝန်ထမ်းတယောက်လည်းဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ UNRWA ကထုတ်ပြန်ပါတယ်။ Israel တပ်ဖွဲ့ဟာအရှေ့ Jerusalem မှာရှိတဲ့နောက်ထပ်ကျောင်းတချို့မှာလည်းဖြန့်ကျက်နေရယူခဲ့ပြီးကျောင်းသူကျောင်းသားတွေကိုအတင်းအင်ပြန်ခိုင်းခဲ့သေးတယ်လို့အဲ့ဒီအေဂျင်စီကဆွတ်ဆွဲထားတာပါ။ ယေရုရှလင်အခြေဆိုင်ပြည်တော်ကောင်စီဝန်ရုံးကလည်းပြည်တော်ဟာဥရောပသမဂ္ဂနော်ဝေး၊ဆွစ်ဇာလန်၊တူရကီ၊ဂျပန်အစိုးရတွေနဲ့အတူရပ်တည်ပြီး UNRWA အကြောင်းတွေအတင်းအကျပ်ပိတ်ခံရတဲ့ကိစ္စကိုအပြင်းအထန်ကန့်ကွက်ကြောင်းကြေညာခဲ့ပါတယ်။အစ္စရေးလွှတ်တော်ဟာ UNRWA နဲ့တရားဝင်ချိတ်ဆလွတ်လွတ်မှုတွေကိုတားမြစ်တဲ့အဆိုကို ပြီးခဲ့တဲ့နှစ်ကမဲခွဲဆုံးဖြတ်အတည်ပြုခဲ့ပြီးအစ္စရေးပိုင်နက်ထဲမှာ UNRWA လုပ်ငန်းလက်ပတ်ပိုင်ခွင့်တွေကိုပါပိတ်ပင်ခဲ့တာဖြစ်ပါရဲ့ရှင်။